ောက်မဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းထွတာပဲဖြစ်ပါတယ်ဂျွန်လတလစာစနေသားသမီးများတဲ့ဒီဟောဆရာနဲ့ရရရလေးလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလမှာစနေသားသမီးများအနေနဲ့ပေါ့နော်ဟိုပြောရမယ်ဆိုတော့လူမုံခံရတဲ့လူမြင်ကန်းခံရတဲ့ကိစ္စမျိုးတွေဒီကာလမှာကြုံတွေ့ရတဲ့တယ်မိမိကလည်းလူမုံခံရအောင်လုပ်တတ်တဲ့အရာမျိုးတွေတွေလည်းဒီကာလမှာရွေးပြီးလုပ်မိတတ်တယ်ပေါ့နော် ဟိုပြောရမယ်ဆိုရင်တော့အချို့ရတဲ့အလောင်းကတော့တသက်ကြီးကိုဗျာအမြင်ကတော့ငါလောက်တာကွာဘာဖြစ်ကျင်လဲကွာဆိုပြီးပုံစံမျိုးလုပ်နေတာမျိုးပေါ့နော်အဲ့တော့ဒီကာလမှာအရန်အရန်တော့အရွယ်မတိုက်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ပြီးအခါကျတော့ဒီဒီကာလမှာဘလောက်ပဲကောင်းအောင်နေလဲအပြစ်တင်ခံမှာပဲစိုးအောင်နေလဲပြစ်တင်ခံမှာပဲအဲ့တော့ကောက်ကိုကြိကြက်ပြီးတော့ဒါဒီကာလမှာဘလို့နီးလန်းနဲ့နေပြီးတော့ဘလို့လောကကြီးကိုဘလို့လုပ်မလဲပေါ့အဲ့ဒါလေးပတ်သက်ပြီးကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ဒီကာလမှာပေါ့နော်ဒီ နောက်ပြီးတော့အယမ်းကန်စားတာညှိုးနှမ်းသွားတာမျိုးဖြစ်သွားပြီဆိုတာ ਨੇ အဲ့လိုထောင်တန်းကြတာမျိုးအချုပ်ကြောက်တာမျိုးနောက်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အကြောင်းလို့မိမိကိုမိမိကကိုကိုအယမ်းကန်ဆိုးနေပြီးတော့အယမ်းကြီးညံ့နေရလို့သတိထားမယ်ဆိုရင်ဒီကာလမှာပို့ပြီးသတိထားပါကိုကိုကတော့ညံ့နေရလို့မခံစားဘူးပုံမှန်လေးပဲခံစားတယ်မျိုးဆိုရင်ဒီကာလမှာအေးအေးဆေးပဲအပြည့်နာမှာရှိမှာတော့မဟုတ်ပါဘူးနောက်ပြီးတော့စကားလွန်ခြင်းတွေနောက်မွေလက်လွန်ခြင်းတွေကိုပြုစားပေးပါမွေလက်လွန်သွားပြီဆိုရင်တော့မိရှိပြရလာဖို့အခွင့်အရေးအရန်ရန်နေပါလိမ့်မယ်နောက် စက်ပီစီတွေယင်ယင်နေစက်ပီစီတွေအပြက်ပြတ်တက်တာမျိုးခက်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အပြောင်းလဲတွေလည်းဖြစ်ပါလိမ့်မယ်။နောက်ပြီးတော့ဗကန်နေမှန်နေဖန်နေအဲ့လိုမျိုးပေါ့နော်။ဟိုထိကြိုက်လွယ်ရဲရှလွယ်ကွဲလွယ်တဲ့အရာအလုံးကမိမိရဲ့ရှေ့မှာကြာတော့မိမိကြောင့်ကြာတာမျိုးရှိမယ်ဆိုရင်မိမိကအဲ့ရာကိုအဲ့ရာပြောင်းအိပ်ပေးပါရွှေ့အိပ်ပေးပါ။အဒီကာလမှာပေါ့မိမိကဘာလုတ်ချင်လဲဘာဖြစ်ချင်လဲ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့တက်တဲကွက်ကွက်ဆုံးပြတ်ချက်ချမယ်အချိန်ရောက်ပါပြီမိမိကဒါကြီးကိုဖြစ်ချင်တယ်ဆိုတော့ဒါလုပ်ဖို့ကိုလုံးဝလုံးဝဆိုင်ပြပါအားဆောင်ရင်ကောင်းမယ်အချိန်ကာလတစ်ခုခုကိုစောင့်နေဦးမယ်ဆိုဒီကာလကအခွင့်ကောင်းတွေကလုံးဝလုံးဝဆုံးရှုံးသွားပါလိမ့်မယ်ပညာအသစ်တစ်ခုခုသင်ဖို့ကြံစည်နေတဲ့ရည်ရွယ်တယ်ဆိုဒီကာလမှာလုံးဝလုံးဝသင်ဖို့ပြောချင်ပါတယ်သင်တဲ့နဲ့အထက်မှာလည်းပါပါတယ်ပေါ့နော်နောက်ပြီးတော့ ဒီကာလမမိရဲ့လောက်ပေါ်ဂိုင်ဖက်တွေနမောင်နမသားချင်းတွေမမိအရန်ယူနီပါတ်ဆက်သူမျိုးတွေနဲ့အဲ့လိုပဲအတိုက်ခံနေဖြစ်ပြီးတော့လမ်းခွဲရတာမျိုးဒီကြောက်တယောက်စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အမှုခင်ရုံးပြင်ကနာကိစ္စရတဲ့နေပတ်သက်ရတဲ့အဲ့ဒါအရန်အရန်ကန်ဆိုးရင်ထောင်မှာကြတဲ့နော်ကန်မဆိုးရင်တော့အဲ့လိုအဲ့လိုမျိုးပတ်သက်ရတဲ့နောက်ပြီးတော့ ဘာပဲဖြစ်လာဖြစ်လာဘလို့ခက်ခဲပဲကြုံရကြုံရမိမိမှာရှိနေတဲ့မိမိရဲ့အထက်အရာရှိတွေအထက်လူကြီးတွေအထက်အကြီးအကဲတွေဒါမှမဟုတ်မိမိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီးတော့အကူအညီယူရာမျိုးအထောက်ပံ့ယူရာမျိုးသူတို့ရဲ့ရှိရနေပြီးတော့မှကံကောင်းတို့ရှိရအကြံဉာဏ်ကောင်းနေယူတာမျိုးနဲ့မိမိရဲ့လုပ်ငန်းတွေကိုမိမိရဲ့လုပ်ငန်းတွေမိမိရဲ့ကိစ္စရပ်တွေမိမိရဲ့အခက်အခဲတွေကိုဖြေရှင်းလို့ရပါတယ်။နောက်အခြေရေမေတ္တာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာကန်ဆာလာကလုံးဝလုံးဝတာတာရရှိတဲ့ကန်ဆာလာတော့ပြောလို့ရတယ်။ ဟိုငရေသူများပို့တော့ထင်ထင်ပေါ်ပေါ်မြစ်တာကြီးတဲ့ဆိုင်ပေါ့ပုံရှိုးကွက်ရှိုးအုံပုံးအချစ်လေးလေးဒီကာလမှာပုံကြုံရတတ်တယ်။နောက်အိမ်တော်တွေအိမ်တော်ရှင်နေနေနဲ့ဆိုရင်တော့ဒီကာလမှာပေါ့ဒီဒီမိမိရဲ့ဒီချစ်သူရေးသားတွေကဒီကာဒီလာပိုင်းမှာလို့ကလေးရန်ဆန်လာပြီးတော့မိမိကိုပို့ချစ်လာတာမျိုးမိမိကိုပို့ချစ်စင်တဲ့ဦးညာမျိုးလောက်ကြတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာလုံးဝလုံးဝအဆင်ပြေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဟိုနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ယာတို့တက်တာမျိုးနော်။ယာတို့တက်တာမျိုးနောက်ဒီ ိုလာစာတိုးတာမျိုးလာစာတတမျိုးဖြစ်တတ်တယ်အဆင့်တန်းမြင့်မြင့်လေးပို့ပြီးဖြစ်သွားတာမျိုးတွေ့ရတာပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုဒီကာလမှာလုံးချာရှိရဖို့အများကြီးလုပ်ပါတွေးချာရှိရအောင်တွေးပါအဲတခုတော့ရှိရမိမိကုန်မိမိအရင်ကန်ဆုံးနေလို့ယူဆနေရဆိုတော့ဒီကာလမှာကိုရှုပ်အရန်ပေါ့နော်ဒီပြက်နာတက်လွယ်နိုင်နေပြက်နာဖြစ်လွယ်တက်တဲ့အချို့အရာတွေကိုလုံးဝလုံးဝရှောင်ကျင်ပြီးတော့ဟိုတက်နာမဖြစ်အောင်နေတတ်ဖို့ပဲပြောချင်တယ် တော့ဒီလမှာဘာပဲလို့လို့ဘာပဲခိုင်းကောင်းခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားကိုခေါင်းနဲ့စဉ်းစားလို့မရရင်ပြပန်ဝဲချင်မှာရှိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြသူတို့ရဲ့အခုညီယူသူတို့ရဲ့စဉ်းစားမှုကိုတွေးနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တယ်အဲ့တော့နောက်ပြီးတော့ဒီကာလမှာပေါ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးပြောလို့ရတာကတော့ဒီကဒီလာပိုင်းမှာလာနာနေနေပုံနေတင်ပါတယ်ဘာကြောင့်လဲဆိုတော့နာနာနေနေမနေဘူးဆိုရင် ဒီကာလမှာတော့အရန်ကြီးပေါ့နော်စိုံစင်ကန်သွားတာမျိုးမဟုတ်ဘူး။ဘာလဲဆိုတော့အဲ့လိုခေါင်းကြိုက်တာမျိုးဖြားတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်။အာတန်ဟာစစ်တောက်လိုက်ရင်ပြီးသွားမှာပဲဆိုဒီလိုမျိုးလေးပဲပြီးသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလကိုအကြောင်းပြုပြီးတော့မှအရင်ကျမ်းပါရင်ဆိုးွားတယ်ဆိုတဲ့အခြေအနေမျိုးတစ်ခုထိကိုရောက်သွားတတ်တယ်။ရောက်ရှိသွားတတ်ပါတယ်။အဲ့ကြောင့်မလို့တက်တာကြလောက်လို့ဆုံးဖြတ်ပါ။အဲ့တော့ဒီလမှာအရေးကြီးဆုံးပြောချင်တာကြတော့မိဒီလမှာမိဘာလောက်ချက်လဲ။ဘာဖြစ်ချက်လဲ။လောက်ချက်ရှိရလို့နော်ခုလိုရှိရဝင်တော့ကိုမနိုင်ဘူး။ အောင်မြင်မှုနောက်ကိုလိုက်မလားလိုက်လို့ရပါတယ်အဲ့တော့စနေသားသမီးများအတွက်ဒီလစာကံကောင်းစေတဲ့ရည်ရည်လေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဟိုကျွန်တော်တို့ဒီဘလော့ခါလဲဆိုတော့ညတော်ပြချင်းကိုတော့ကျွန်တော်ဒီစီရီလေးမှာသွားပြီးတော့အမဆဲလေးလေးတွေနောက်ပြီးတော့ခေါင်းတောင်းလေးတွေလှူပြန်ပေးတာမျိုးလုပ်ပေးပါเนาะပြီးပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီဟိုအတန်လှူတာမျိုးတွေလုပ်ပေးပါ เนาะအတန်နဲ့ပတ်သက်တာမျိုးလှူပေးပါအတန်မစဲရွတ်တဲ့ဟာမျိုးတွေကိုလည်းပတ်စံလှူတာမျိုးတွေလုပ်ပေးပါအားလုံးအဆင်ပြေပါစေအားလုံးโอเคပါစေအားလုံးရလက်ကောင်းနေရရှိပါစေကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်